ငါထံကိုလာတဲ့ဒီသူငယ်လေးတွေကိုမစည်းကားကြနဲ့ဖယားသခင်နိုင်ငံတော်ဟာထိုတို့တော်သူတို့ရဲ့နိုင်ငံဖြစ်တယ်မကုအခိုင်း30အငယ်73ကနေ76အထိထိုအခါသူငယ်တို့ကိုလက်တော်နဲ့တို့စေခြင်းငှာအထံတော်တို့ဆောင်ခဲ့သည်ဖြစ်၍တပည့်တော်တို့သည်ဆောင်ခဲ့သောသူတို့ကိုအပြစ်တင်ကြ၏ယေရှုသည် မြင်တော်မူလျင်အမျက်တော်ထွက်၍ထိုသူငယ်တို့ကို ငါထံသို့လာပါလေစေမစီတာချနှင့်ဖယားတခင်နိုင်ငံတော်သည်ထိုတို့တော်သူတို့ဤနိုင်ငံဖြစ်ဤငါအမှန်ဆိုသည်ကားအချင်းတို့သည်ဖယားတခင်နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူထိုတို့သည်နိုင်ငံတော်သို့မဝင်ရဟု မိုက်တော်မူပြီးမှ သူငယ်တို့ကိုခြေပိုက်၍သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏ဒီမှာကျွန်တော်တို့ဘာတွေ့ရသလဲဆိုရင်ခလေးငယ်လေးတွေကိုယေရှုထံမှာခေါ်လာကြတယ်ဘာအတွက်လဲဆိုရင်သူတို့အပေါ်မှာလက်တော်ကိုတင်ပြတော့ဘုရားသခင်စီကကောင်းချီးမင်္ဂလာတွေရရှိနိုင်ဖို့ခလေးသူငယ်တွေကိုခေါ်လာကြတယ်ဒါပေမဲ့အဲ့ဒီမှာဘာဖြစ်နေလဲဆိုရင်တပည့်တော်တို့ကခလေးသူငယ်တွေကိုခေါ်လာတဲ့သူတွေကိုစီးတားတယ်တကယ်ယေရှုက တပည့်တော်တို့ကိုဘလို့တုံ့ပြန်တော်မူသလဲဆိုရင်ငါထံကိုလာတဲ့ဒီသူငယ်လေးတွေကိုမစည်းသားကြနဲ့ဘုရားသခင်နိုင်ငံတော်ဟာထိုတို့တော်သူတို့ရဲ့နိုင်ငံဖြစ်တဲ့ငါအမှန်ဆိုဒီကအချင်းတို့ဒီဘုရားသခင်နိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံမယူထိုတို့ဒီနိုင်ငံတော်တို့မဝင်ရဟု မိန်တော်မူပြီးမှသူငယ်တို့ကိုခြေပိုက်၍သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏အဲ့ဒါမှဘုရားသခင်နိုင်ငံတော်ကိုကျွန်တော်တို့ဝင်စားလို့ရနိုင်တဲ့ခြာဝရအသက်ကိုရရှိနိုင်တဲ့တခုတည်းသောနိလန်းကိုသခင်ယေရှုကဒီမှာတုံသင်နေတာဖြစ်တယ်ဘုရားသခင်နိုင်ငံတော်ကိုဝင်စားနိုင်ဖို့ရန်အတွက်ဒီသူငယ်လေးတွေကမလုပ်နိုင်သလဲဘာမှမလုပ်နိုင်ဘူးဖယားသခင်နိုင်ငံတော်ကိုဝင်စားလို့ရနိုင်တဲ့အခွင့်ကိုပေးနိုင်တဲ့ယေရှုခရစ်တော်ထံမှာယိုးယိုးလေးလာယုံပဲမဟုတ်ဘူးလား ဘုရားသခင်နိုင်ငံတော်ကိုကျွန်တော်တို့ဝင်စားလို့ရနိုင်တဲ့တခုတည်သောနိလန်းငရဲကနေလွမြောက်ပြော့ထာဝရအသက်ကိုကျွန်တော်တို့ရရှိနိုင်တဲ့တခုတည်သောနိလန်းကဒီသူငယ်တွေလိုပဲယေရှုခရစ်တော်ထာမလာပြော့ယေရှုခရစ်တော်လှုပ်ဆောင်ပေးမဲ့အပေါ်မှာအမည်ပြုဖို့ပဲလိုတယ်ကျွန်တော်တို့ရှင်းတဲ့ကောင်းသောအချက်တွေနဲ့ဘုရားသခင်နိုင်ငံတော်ကိုကျွန်တော်တို့ဝင်စားလို့မရဘူးဒီသူငယ်တို့လိုပဲ မိမိရဲ့အခြေအနေမှန်ကိုသိပြော့ဖယားတခင်နိုင်ငံတော်ကိုဝန်စားခွင့်ပေးနိုင်တဲ့တခင်ရှုထာမလာပါ ပေးဖို့ရန်အစဉ်သိရှိနေတယ်ကျွန်တော်တို့ကပေးနေတဲ့ဟာကိုလက်ခံရုံပဲရှိတယ်ပေးနေတဲ့ဟာကိုဂျေဇုတင်စွာနဲ့လက်ခံမဲ့အစားကျွန်တော်တို့ခရိယံအများစုကဘာလုပ်လဲတိလားဖယားတခင်သဘောချနိုင်ဖို့ဟိုကောင်းသောအချက်တွေကိုအရင်ချင်းပြလိုက်ဒီကောင်းသောအချက်တွေကိုအရင်ချင်းပြလိုက် ကိုကစစ်နိုင်တယ်ထင်တဲ့အချိန်မှာအော်ကိုတော့ငါဖျက်ခင်တော့ငါ့ကိုလက်ခံမတဲ့ငါကတော့ငရဲလွတ်လောက်ပြီဆိုပြတော့အပေါ်ရငိန်တဲ့ချင်းနေခဏလေးကျွန်တော်တို့ခံစားကြတယ်ဒါမဲ့အချိန်နေကြားလာတဲ့အခါကျတော့အရင်ကလုံနိုင်ခဲ့တဲ့အရာတွေလည်းမလုံနိုင်ပြန်ဘူးအပြစ်ထလုံးမိတယ်အပြစ်ထလုံးမိတဲ့အခါကျတော့ဘာဖြစ်သွားပြန်မလဲကိုကိုကိုမလုံတော့ပြန်ဘူးအဲ့တော့ကျွန်တော်တို့ကျူးလွန်ထားတဲ့အပြစ်တွေကြောင့် ငရဲကနေလွတ်မြောက်ပြော့အိုနာတေချင်းကင်းတော်ဖရဲတခင်နိုင်ငံတော်မှာကျွန်တော်တို့ဝင်စားနိုင်တဲ့တခုတီတော်နီလန်ကဒီသူငယ်တွေလိုပဲယေရှုခရစ်တော်ထံလာပြော့ယေရှုခရစ်တော်ပေးတော်မူသောထာဝရအသက်ကိုယုံကြည်ခြင်းနဲ့ယိုးယိုးလေးလက်ခံယုံပဲယောဟန်အခိုင်3အငယ်16ဖရဲခင်တတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက် ခြာဝရအသက်ကိုရစေခြင်းဟာဘုရားတခင်သည်မိမိ၌တပါတိသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့ဆိုတာဘယ်သူကိုပြောတာလဲအပြစ်ရှိသောသင်နဲ့ချက်တော်ကိုပြောနေတာဒီလောကမှာလူစားတရားဖြစ်မြင့်မြင့်ကျော်လာခြင်းသည်အပြစ်ရှိသောလူသားတို့ကိုတရားစီရင်ဖို့မဟုတ်ဘူးတရားစီရင်ခြင်းကနေလွတ်မြောက်ပြော့ငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ မိမိကြွာလာတာဖြစ်တယ်ဒီသူငယ်တို့လိုပဲယေရှုထံလာပါမိမိဟာဖယားသခင်ရှေ့တော်မှာအပြစ်ရှိတော်သူမိမိကျွလုံးနဲ့အပြစ်တွေကြောင့်နောက်ဘဝမှာငရေသွားမဲ့သူအဖြစ်ကနေတင့်ကိုတင်ကယ်တင်လို့မရဘူးအခြားသောလူသားများကလည်းငရေသွားမဲ့သူအဖြစ်ကနေတင့်ကိုမကယ်တင်နိုင်ဘူးဆိုရကိုမိမိရဲ့အခြေအနေမှာကိုနားလေဝင်ခံပါ အဲ့ဒါတိတ်အရေးကြီးရယ်နော်လူတိုင်းကိုမိမိတို့အချင်းအတိုက်တရားစီရင်တော့မိုးမက်ဖရာသခင်ကငရဲသွားမဲ့ကျွန်တော်ကျမကိုငရဲမသွားဆိုရင်အတွက်မိမိ၌တပါတီတော်သားတော်ယေရှုကိုဆေလွတ်တယ်ကဲဘုကျွန်တော်တို့ကဘာလို့လဲကမ်းလှမ်းတယ်ကျွန်တော်တို့ဘက်ကဘာပဲလုပ်ဖို့လို့လဲအကဲခံဖို့ပဲလိုတယ်အကဲခံပါရင်းနေတဲ့ပုံဥပမာကိုလည်းဆရာကြမထင်နဲ့နော်အဲ့ဒီဥပမာလေးကအရန်ကောင်းတယ်နော် အဲ့ဒီမှာဘာပြောပြထားလဲဆိုရင်ရေကန်လေးတကန်ရှိတယ်အဲ့ဒီရေကန်ဘေးနားမှာရေမကိုရစူပရဆိုင်ဘုတ်လေးတတ်ထားတယ်လူတစ်ယောက်ကအဲ့ဒါကိုဖတ်ပြတော့ရေမကိုရတဲ့ဟွန်းဟုတ်ပြီဒါပေမဲ့သူကရေကူးချင်နေတယ်ကူးချင်နေတဲ့ခါကျတော့ဘာလို့လဲဟိုချိဒီချိဘယ်သူမှမရှိဘူးအဲ့ okay စူပရရေထဲကိုဘာလို့လဲဆင်းကိုလိုက်တယ်ကိုရေကိုရေနဲ့သူကဘာဖြစ်သွားလဲရေနစ်တော့မလို့ဖြစ်နေတယ် ရင်းနှစ်တော့မလို့ဖြစ်နေတော့ကြေကြပါဦးအဲ့ဒါမှလူတယောက်ကလာပြတော့ကံပေါ်မှာထိုင်ပြတော့မဲအဲ့လိုမကြီးမကူရဘူးလေဒီလူကူရင်တော့နင်နစ်ပါဗောခြေတော့ကိုဒီလူမခတ်ရဘူးလေဟိုလိုဟိုလိုဒီလူခတ်လေလက်ကိုလည်းအဲ့လိုမခတ်နဲ့ဒီလူဒီလူခတ်ရတယ်လာပြောပြနေတယ်ရေကိုတင်တန်းကိုလာပေးနေတယ်အထိတ်ပဲရှိလားအဲ့ဒါမရှိဘူးဒီနေ့မှားယွင်းတဲ့ဘာသာတရားတိုင်းကအဲ့ဒါပဲ ကျွန်တော်တို့အဖြစ်ကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေဟိုလေဟိုဟာလေးလုံလေဒီဟာလေးလုံလေဆိုပြတော့ကျွန်တော်တို့ကိုလိုက်တင်ပြနေတယ်။ကောင်းမလို့လို့နဲ့ကျွန်တော်တို့တကယ်တမ်းလက်တွေ့လှုပ်ကြည့်တဲ့အခါမှာလှုပ်လေလေရေတဲကိုနှစ်တစ်ထက်နှစ်သွားကြဘူး။အဲ့ဒီရေနှစ်တော့မဲ့လို့အတွက်အလိုအဆုံကပါလေ။ရေနှစ်တော့မဲ့လို့ဘာလို့လဲ။လာဆွဲထုတ်ဖို့ပဲမဟုတ်ဘူးလား။ ကံပေါ်ဘေးနာကနေကောင်းတဲ့အရာတွေကိုလာသင်တန်းပေးရင်ရောသူ့အတွက်အချိုးရှိလားမရှိဘူးတကယ်ယေရှုခရစ်တော်ကကောင်းသောအချက်ကိုကျွန်တော်တို့ကိုယ်တိုင်စုံလင်အောင်မချစ်နိုင်ဘူးဆိုတာကိုသိတော်မူပြော့သူကိုယ်တိုင်လူစားတဲ့အဖြစ်ကိုခံယူပြော့ရင်နှစ်တော်မဲ့တင်နဲ့ကျွန်တော်ကိုလာဆယ်ထုတ်ဖို့ရန်ကြွလာတယ်အဲ့ဒီရင်နှစ်နေတဲ့သူစီမှာသူကိုယ်တိုင်ပါလို့လဲကူးလာပြော့ငါကဲမဲ့ ငါလက်ကိုသာကန်းဆိုပြော်လာကန်းလှမ်းတယ်ရင်နဲ့တော့မဲ့လို့လောက်ရမဲ့တခုတီးတော့အရာကပါလေကဲတင်မဲ့လက်ကန်းနေတဲ့လက်ကိုစုတ်ကြိုက်ဖို့ပဲလိုတယ်ကိုရဲ့အခြေအနေမှန်ကိုသိပြော်အကဲခံပါကျွန်တော်ကျမအလိုအဆုံးတော့အရာဒီပါတယ်လေအပြစ်လွန်တွင်းကနေရွေးနှုတ်ကဲတင်ပေးမဲ့သူကျွန်တော်ကျမတို့ခံရမဲ့အပြစ်ဒဏ်ကနေလာကဲပေးမဲ့လို့ပဲလိုအပ်နေတာမဟုတ်ဘူးလား အဲ့ဒါပဲလိုအပ်နေတာဒါကြောင့်ဒီသူငယ်တွေကိုတခိယေရှုကပြနေတာဒီပါအခငယ်15မှာငါအမှန်ဆိုဒီကအကျဉ်သူဒီဖယားတခိဤနိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံမယူထိုသူဒီနိုင်ငံတော်သို့မဝင်ရဟုမိန်တော်မူပြီးခချစ်ယေရှုခရစ်တော်ရဲ့အကယ်ကိုခံပြီးပြီလားမခံသေးဘူးဆိုရင်ဒီနေ့တင့်ကိုဘုရားသခင်အချိန်ပေးနေတယ်အကယ်ခံပါနော်အကယ်ခံပါ ကိုတကယ်မလုံနိုင်တဲ့အရာကိုလုံမနေနဲ့သင်ပဲပင်ပန်းမယ်အကယ်ခံပါအကျဉ်တို့ဒီဖရာသခင်နိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံမယူသူငယ်ကဲ့သို့မခံမယူဘူးဆိုတာပါဘူးဆိုလို့တလေကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့အကယ်ကိုမခံချင်ဘူးဆိုရင်တော့အကယ်မခံတဲ့လူတော့အတင်းမကယ်ဘူးအဲ့ဒါတော့ရှိတယ်နော်ငရဲသွားမဲ့သူအဖြစ်ကနေကယ်တင်ချင်းခံရဖို့ငါမလုံနိုင်ဘူးတင်မလုံနိုင်ဘူးဘာဖြစ်လို့လဲ ်ငရဲကြလောက်တဲ့အပြစ်တွေကိုအများကြီးတင်ကျုံးလွန်ထားပြီးကျွန်တော်လည်းကျုံးလွန်ထားပြီးဒါကြောင့်ယေရှုခရစ်တော်ဒီလောကမှာလူစားတစ်အဖြစ်ကိုခံယူပြီးတော့ကြွာလာတာဖြစ်တယ်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုကယ်ဖို့ရန်ဗာလုပ်ပေးတယ်လေမိမိရဲ့ဘုံအတေကိုသွန်ပြော်လူသားကဲ့သို့လူစားတစ်အဖြစ်ကိုခံယူတယ်တဲ့နဲ့ကျွန်တော်မလိုက်လျှောက်မဆောင်ထိန်းနိုင်တဲ့ပြည့်ညတ်တော်အားလုံးကောင်းသောအချက်အားလုံးကိုသူလိုက်လျှောက် သွားတယ်ဖယားတခင်ပြင်ရတော့ကိုချိုးဖောက်ပရောတင်နဲ့ကျွန်တော်ကျိုးလွန်တဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ကိုယ်တိုင်မဆတ်နိုင်တဲ့ကျွန်တော်ရဲ့အပြစ်ကျွေးအလုံးကိုဆက်ပေးဖို့ရန်လဝကတိုင်မှာအပြစ်ရခသေချင်းကိုဆက်ပေးဖို့ရန်အသေးခံတယ်။သုံးရမြောက်တော့နေမှာသေချင်းကနေထမြောက်တယ်။ယောဟန်အခိုင်၁၄မှာဆိုရင်တခင်ယေရှုကငါသည် အသက်ရှင်သောကြောင့်တင်တို့သည်လည်းအသက်ရှင်ရကြလိမ့်မည်။ အဲ့ဒါလို့တင့်ရဲ့နောင်ဘွားကိုအာမခံချက်ပေးနိုင်တဲ့ကက်တင်ရှင်ကိုတွေ့ဘူးလားတွေ့ဘူးမှာမဟုတ်ဘူးတခြားကက်တင်ရှင်ရောရှိလားမရှိဘူးအပြစ်ရှိသောတင်နဲ့ကျွန်တော်အတွက်တင်နဲ့ကျွန်တော်ကိုယ်တိုင်မလိုက်ရှောက်နိုင်တဲ့ကောင်းသောအချက်ပြည့်ညတ်တော်အလုံးကိုလိုက်ရှောက်နိုင်တဲ့သူဆိုလို့ယေရှုခရစ်တော်အလွဲဘယ်သူမှမရှိဘူးအပြစ်ရှိသောတင်နဲ့ကျွန်တော်ကိုငရဲသွားမဲ့သူ အဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့အပြစ်ရခသေခြင်းကို တင်နဲ့ကျွန်တော်အတွက်လဝကတိုင်မှာဆက်ပေးဖို့ရန်အသေးခံတော့အချာတော့ကတင်ရှင်ရောရှိလားမရှိဘူးတချို့တွေကမာမာနာတက်ပရောငါတော့ငါလုံးမငါရမှာဟမ်တင်လို့လို့ရမယ့်အရာကပါလေငရဲဖယားတခင်ချေးစုတော်ကြောင့်တင်ခံယူရရှိနိုင်တဲ့အရာကပါလေထာဝရအသက်နှစ်ကောအခိုင်ငါအငယ်27မှာအဘယ်ကြောင့်နည်းဟူမူကား ဖယားသခင်သည်အပြစ်နဲ့ကင်းစင်တော်သူကိုသားတော်ယေရှုခရစ်တော်ကိုဆိုလိုတာဖြစ်တယ်။ငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတော်မူဤအကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဖယားသခင်ရှေ့တော်၌ဖြောင့်မတ်တော်သူဖြစ်မိအကြောင်းတည်းကဲ့ကြည့်။ယေရှုဟာလဝါကတိုင်မှာသင်နဲ့ကျွန်တော်ကျိုးလွန်တဲ့အပြစ်အားလုံးကိုသူကိုယ်တိုင်ဘာလို့လဲထမ်းသွားတယ်။သူ့အပေါ်မှာတင်နဲ့ကျွန်တော်ရဲ့အပြစ်အားလုံးကို တင်တယ်အပြစ်ရှိသောသူ ဖြစ်စေတယ်။ဘာအတွက်လဲအကြောင်းမူကားငါတို့သည်ချိုးသူအဖြစ်ဖျားတခဲရှိတော်၌ဖြောင့်မတ်တော်သူဖြစ်နေအကြောင်းဒီချိုးသူအဖြစ်ဆိုတာယေရှုခရစ်တော်တဲ့အပြစ်ချွေးတဲ့ကိုယ်တိုင်းမဆက်နိုင်တဲ့အပြစ်ချွေးအလုံးကိုလက်ဝါးကတိုင်မှာဆက်ပေးတဲ့ယေရှုလောက်ဆောင်ပေးတဲ့နော်အပြစ်ချွေးဆက်ပေးခြင်းကြောင့်တဲ့ဟာဖယားသခင်ရှေ့တော်မှာဖြောင့်မတ်တော်သူဖြစ်နိုင်တယ် နောင်တနဲ့ယေရှုခရစ်တော်ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်တို့ရဲ့အပြစ်အာလုံးကိုလွတ်တော်မူတယ်။ပြီးရင်ယေရှုခရစ်တော်ရဲ့ဖြောက်မတ်ခြင်းကိုကျွန်တော်တို့ရဲ့ဖြောက်မတ်ခြင်းအဖြစ်သတ်မှတ်လိုက်တယ်။ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံပြီးဆိုရင်ဥပမာမှမဝင်းကိုဖခင်ကချိန်လိုက်တဲ့အခါမှာယေရှုခရစ်တော်ရဲ့ဖြောက်မတ်ခြင်းကိုသူ့ရဲ့ဖြောက်မတ်ခြင်းအဖြစ် မှတ်ယူတဲ့အတွက်ယေရှုခရစ်တော်ကသူအပြစ်တဆက်မှမရှိတော့သူဖယားသခင်နိုင်ငံတော်ကိုဝင်စားမဲ့သူအဖြစ်ဖယားသခင်ကဘာလို့လဲဆယင်းသွင်းလိုက်ပြီဘယ်သူမှမဖြတ်နိုင်တော့ဘူးဒါကြောင့်ယေရှုခရစ်တော်ကိုကျွန်တော်တို့မိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံပြီးဆိုရင်ကျွန်တော်တို့ရဲ့အပြစ်ကြွေးအလုပ်ကိုလွတ်ယုံမဟုတ်ဘူးယေရှုခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းကိုကျွန်တော်တို့ရဲ့ဖြောက်မှတ်ခြင်းအဖြစ်ဘုရားသခင်ကသတ်မှတ်တော်မူတာအဲ့ဒါကိုဘယ်သူကဖြတ်နိုင်လဲ ဘယ်သူမှမဖြတ်နိုင်တော့ဘူးယောဟန်အခိုင်30မှာယေရှုခရစ်တော်ကငါတို့တို့ကိုငါတီးငါတို့တို့ကိုလည်းဘာပေးထားလဲထာဝရအသက်ကိုလည်းပေးထားတယ်ထိုတို့တို့ကိုငါလက်ထဲကနေဘယ်သူမှနှုတ်ယူလို့မရတော့ဘူးတဲ့ဘာကြောင့်လဲဆိုရင်ထိုတို့တို့ကိုငါလက်ထဲမှာအပေးတော်မူသောငါခမဲတော်သည်ခတ်သိမ့်တော်သူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍ခမဲတော်ရဲ့လက်တော်ကနေယုံကြည်သူတို့ကိုဘယ်သူမှနှောက်ယူလို့မရတော့ဘူးခမဲတော်နဲ့ငါဒီတလုံးတဝါတည်ဖြစ်ပြီဆိုပြီးတော့ ကျွန်တော်တို့ရဲ့နော်ဘဝအာမခံချက်ကိုအပြည့်အဝပေးတော်မူပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တစ်ခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်နောင်တနဲ့ယေရှုခရစ်တော်ကိုတည့်ရကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပါ။နောင်တဆိုတာဖခင်ပြည့်ရတော်ကိုချိုးဖောက်ပြီးတော့တင်လို့နေချက်အပြစ်တွေကိုဆက်လို့နေမဲ့အစားတင့်ကိုမကယ်တင်နိုင်တဲ့ပုံကိုယ်တွေအရာတွေရဲ့နောက်ကိုဆက်လိုက်နေမဲ့အစား တင်ကိုကဲတင်ဖို့ရအသေးခံတော့၃ရက်မြောက်၃နေ့မှာတေချင်းကနေထမြောက်တော်မူပြီးတော့ယနေ့အသက်ရှင်တော်မူသောတပါတိသောကဲတရှင်ငါဒီအသက်ရှင်သောကြောင့်တင်တို့ဒီလဲအသက်ရှင်ရကြလိမ့်မည်လို့တင်ရတော်မူအမခန့်ချက်ကိုပေးနိုင်သောတပါတိသောကဲတရှင်ယေရှုခရစ်တော်ကိုတင်ရကဲတရှင်နဲ့အရှင်တကယ်ဖြစ်ယုံကြည်လက်ခံဖို့အစဉ်သက်ရှိတဲ့နှလုံးသားကိုစစ်မှန်တော်နောင်ကြလို့ခေါ်တယ်အဲတော့စစ်မှန်တော်နောင်ကနဲ့ယေရှုခရစ်တော်ကိုတင်ရကဲတရှင်နဲ့အရှင်တကယ်အဖြစ်ယုံကြည်လက်ခံရင်တင်ရဖြစ်အလုံးကိုခွလွတ်မယ် ဒီဘဝမှာလည်းပဲအလိုတော်ကိုနာခံနိုင်တဲ့စိတ်တဘောတကိုပေးမယ်။နောက်ဘဝကျရင်ဘုရားခင်နိုင်ငံတော်မှာဝင်စားတော်သူဖြစ်ကြောင်းသာဝရအသက်ကိုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်ကောင်းပါအပ်ပါတယ်။အလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။